ိုရတဲ့ဘဝမှာအားငယ်စရာဘာမှမလိုဘူးတဲ့သူ့လိုတွေးပြီးတော့အတွေးမှန်လေးကို အလုံးမှန်သာလုပ်ကိုပြိတ္တရင်ဟောဘဝတော့ကကျွန်အမေအဖေရဲ့ဓမ္မပဋိသန္ဓေတည်လို့လူဖြစ်လာတဲ့ကျွန်မလေးအတွေးမှန်ကိုအလုံးမှန်နဲ့ပြည့်အောင်ကြိုးစားလိုက်တဲ့ခဒါနသီလဘာဝနာကုသိုလ်ပါရမီတည်ဟောရီဂေါတမမြတ်စွာဘုရားသာသနာလက်ထက်ရောက်တဲ့အချိန် အဖေသောတာပန်အမေသောတာပန်ရဲ့ဌာမလူလာပြီးတော့ဖြစ်ရပါပြီ။မွေးကလေးကအမြင့်ကလာတာ။ယောသောတာပန်အဖေမေရဲ့တမီးလေးဆိုတဲ့ကမကောင်းတာနဲ့ကောင်းတာဘယ်ဘက်ပါသယောနိသောမြေဇဝဂိတဝါဒုက္ခစင်္စာတလိတတံမာနတံသဗ္ဗသိတဝါ ဥပဝသိဥပောတထံယောနိသောပြဇဝဂိတဝါဒုက္ခစင်္စာဒလိတတံမာနသံသဗ္ဗသိတဝါဥပဝသိဥပောတထံအဟံငါတိဒီနသမေနထိုကဲ့သို့ယုံနေတဲ့အမျိုးမှလူကြည့်ရစဉ်ကာလတုန်းက ဒုက္ခစင်စားယုံနေတဲ့အမျိုးမှလူဖြစ်ရတဲ့အကြောင်းညင်ကို၎င်းဒလိတတစာပစ္စည်းဥစ္စာဆင်းရဲနှံပါရခြင်းအကြောင်းညင်ကို၎င်းယောနိသောသင်သောအကြောင်းအပြင်ဝါသင်လျောလျောပတ်ကောင်းမြတ်အောင်ပြေဇဝဂိတ်တော်ညာဖြင့်ထင်တင်သဝင်းဆင်ញင်ပြည့်၍ မာနသာငါရဲ့စိတ်ကိုသမ္မာသိတဝါကောင်းစွာရှင်နံစီလျက်ဝါမာနသာငါရဲ့စိတ်ကိုသမ္မာသိတဝါခွန်အားတက်အောင်စိတ်တက်ကိုငွေမြူ၍ဥပ္ပဒတံဥပ္ပဆောင်သုံးခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုကို ဥပဝတိကောင်းစွာမသွေကျင့်သုံးတော်မူခဲ့ပါပြီတတိယောနိသောပြိဇဝခိတဝါဒုက္ခစင်္စာတလိတတံပရိသတ်ဟောရိဂါတာပါဠိလေးကိုဘယ်သူမိန့်ခဲ့တာလဲလို့ဆိုရင်အမှတ်မယ် ဥပောတ္ထိကထေရီမာကြီးတဲ့ဘာတူလဲရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးရဲ့မှာကိလေသာအသော